လားဥက္ကမြောက်ပြီးရလားဘာမှမလုပ်လို့သူတို့ကိုယ်တိုင်ပြောလာတယ်လေဥစဉ်ကိုယ်တိုင်မလုပ်တော့ဘူးလုပ်ဖို့လည်းဆန္ဒမရှိဘူးအကြောင်းလဲဆိုတော့သူတို့ရဲ့လောဘဒေါသမောဟနဲ့သူတို့ဖြစ်တာကိုခွင့်လွှတ်ပါတယ်လို့ဥစဉ်ကနားလည်လိုက်တယ်ဒါကြောင့်ဟိုနောက်ပြီးကြတော့ဥစဉ်တို့ရဟန်းတွေမှာသူတပားရဲ့စီးပွားကိုကိုကြောင့်ထိခိုက်တယ်ဆိုရင်ဥစဉ်တို့မှာဗန္ဒာသာရှိတယ်ဒါကြောင့်ဥစဉ်ကတော့ဥစဉ်ရဲ့ဂုံတိတ်ခါကိုထိပါအောင်လုပ်ပါဥစဉ်လုံးတဲ့နာသာ လုပ်နေပါ အဲ့ဒီဂုံတိခါကြီးဒီမမက်မောပါဘူး။ဟောဒီလိုပဲဟိုသူများပြောဆိုနေကိုလည်းပြောခံမှာပေါ့ဆိုလိုက်လေ။သူများမရှိပါဘူး။သူတို့ပြောတာသူတို့အပိုင်းမှာ။ဦးစင်းလောက်တာဦးစင်းအပိုင်းမှာ။ဦးစင်းကသူတစ်ပန်းနဲ့နာဖို့မဟုတ်ပါဘူး။အခြားဘာသာပြည့်စည်ဖို့မဟုတ်ပါဘူး။ကိုယ့်ဘာသာကိုဘယ်လိုတည်ဆောက်အောင်မလဲဆိုတာကိုတည်ဆောက်ရင်ကိုယ့်ဘာသာရဲ့လိုအပ်ချက်အားနည်းချက်ပုံကိုယ်ရေးလိုအပ်ချက်အားနည်းချက်ဓမ္မရဲ့သဘောကတော့ပြည့်စုံပြီးသားဖရာရဲ့သာနာကိုဒီလိုတတ်နိုင်သမျှတနည်းမဟုတ်ဘူး။ဆောင်ရှောက်နေပါတယ် ဒါကြောင့်အဲကျန်တဲ့လူတွေအစ်စ်လုတ်ပြီးတော့လုတ်တာကိုဆရာအောင်မြန်သူလည်း share တယ်ဒီလိုပဲဆိုစကားမှုပေါ့ဥစဉ်ကိုကြောက်ကြတာတွေအလုံးခွင့်လွတ်တယ်ဥစဉ်ပေါ်လုတ်တဲ့မရလို့ကျင်တတ်တယ်ဒါပေမဲ့အခုလိုရှင်းပြတာဟာလည်းဥစဉ်ပေါ်လုတ်တဲ့သူတွေဥစဉ်နောက်ကျောဓာတ်နဲ့ထူတဲ့သူတွေမုန်းလို့မဟုတ်ပါဘူးဥစဉ်ကိုအတင်းပေါင်းပြီးဥစဉ်ကိုဥစဉ်เจ้าမှာနေခဲ့ဘူးအင်တောင်းဥစဉ်ကိုနောက်ကနေပြီးတော့အမျိုးမျိုးစော်ကနောက်ရက်သူတို့လက်နက်ကအကောင်တူး အလိုပေါ့အဲသူတို့ရဲ့လက်နက်ကအဲချိန်မှာတစ်မျိုးခွေရတစ်မျိုးတော်တော်လေးကိုအဲလူလောကသဘောအရပြည့်စုံကြပါလေသူစင်းတော့ကယဟန်မှာတန်မြာလွတ်ဖို့ကြိုးစားနေတဲ့အချိန်မှာအချိန်တိုင်းဓမ္မကိုကြည့်ရှုနေတဲ့စိတ်ကလေးရှိနေရဲ့အချိန်တိုင်းအေးချမ်းနေတယ်လို့အားထုတ်တယ်ဆိုတာတင်မလင်ခွေမဘယ်လက်ပေါ်ညာလက်တင်မမျက်လုံးလေးမိတ်ခါမှမဟုတ်ပါဘူးမျက်လုံးမိတ်ရှုရတဲ့ အမြင်တွေကိုမျက်လုံးဖွင့်ရှုနိုင်အောင်ကြိုးစားနိုင်တဲ့ဓမ္မပညာဟာတကယ်လုံးပါလေတကယ်ရတာပါမလေ့ကျင့်မဲနဲ့လည်းမရောက်တဲ့သူမသိဘဲနဲ့လည်းမတွေ့ပါဘူးမမြင်ဘူးဘဲနဲ့လည်းအေးချမ်းကြီးရဲ့အစ်စ်ကိုဘသူမှမပြောနိုင်မဲအထင်နဲ့အတိမာနနဲ့အမားအမြင်နေဖြစ်ပြီးတော့အဲ့အတိမာနနဲ့ဏိကန်းဒီဖြစ်တဲ့တရားတွေဟာမြန်မာတိုင်းနိုင်ငံလုံးတရားစခန်းတိုင်းများစွာ သင်ပြမဲ့ဆရာလည်းမရှိဘူးထိမ့်သိမ့်မဲ့ဆရာလည်းမရှိဘူးသူတို့ကိုယ်တိုင်ကလည်းအလောက်ပဲပြီးတော့အဲ့ဒါကိုမြှောက်ပြီးတော့ဒကာဒကာမကြီးဆရာနေမှာလာဘတက်ကရာဒီလောကဖြစ်ဖို့အဲ့ဒါကိုအသုံးချတာဘုရားရဲ့တရားတော်နဲ့လည်းမညီမညီသလိုအရမဝါရဖြစ်နေတာကိုမြန်မာနိုင်ငံထဲမှာအများကြီးပါဒါကြောင့်သစ္စာအမှန်သိပါလေမြစ်တာအရှိနေမြန်မာပြည်လို့ပဲအမြဲတမ်းဥစဉ်ကတော့တောင်းမှကြောက်ကြပြရမှာပါ အခုလေတရားဆွဲဖို့တော့လကောင်းယဟန်တပအနေနဲ့ဘာမှမလုပ်ပါဒီလိုပဲအရမဝါဒအဖြစ်ဆုံးဖြတ်ခံရတဲ့ဥတူရိယဆိုရင်လေဥစဉ်ရဲ့ဘွဲတွေနာမည်တွေသုံးပြီးတော့ तू လိုက်လွင့်တဲ့အထက်မှာအမြဲပါနေတယ်။အော် तू နာကြီးမှာပေါ့။နောက်ပြီးကြတော့ဆရာတော်ပြာကြီးတွေကနိုင်ငံတော်ခန့်နာဖြစ်တယ်။ဥစဉ်နဲ့ဘလို့မှမပတ်သက်ပါ။ဒါပေမဲ့ဥစဉ်ကပဲနောက်ကလက်မဲကြီးလူကိုအောင်မြိုင်တို့ကိုအဲဒီအဖွဲ့ဥစဉ်ကဘာမှမဆိုင်ပါဘူး။ သူတို့ဝင်းနေစီအောင်လုံမဲ့ကိစ္စတော့ဥစဉ်နေနဲ့ကြားသိယုံရယ်၊ကုညီယုံရယ်ပါပဲ။ခုနလူအာဝင်ရောက်ပြီးတော့ဒုက္ခပြီးမယ်၊သူတပတ်ပြည့်စည်လို့ကြောင်းအမှန်တကယ်မရှိတာပါ။ဒါပေမဲ့သူလွတ်နေတဲ့အထက်မှာတော့အကုန်လုံးနောက်ဆုံးဒေါ်တုတဝီရာဗုဒ္ဓကုညီလားလို့တန်မြာရှိကြပါလေ။ဥစဉ်ဟာအိုခရီးယန်အစ္စလာမ်နေနဲ့လွန်ခဲ့တဲ့၁၄၅နှစ်ကတည်းကဥစဉ်အကောင့်အတုမတုံးပါဘူး။ဥစဉ်အတုကိုတုံးရတာဟာ လိန်နေလို့မြင်ပါတယ်။ဝိနည်းတော်အရရဟန်းတစ်ပါးဟာမယူတာဘူးဆိုရင်တရားလည်းမရနိုင်ပါဘူး။ဒါပေမဲ့မိမိသိတဲ့သိကျင်တာလေးတွေကိုလောက်ကြတဲ့ဆရာတော်တမတော်ရဟန်းတော်ကြီးမိမိရဲ့ဂုဏ်ပုံပေါ်မှာဆိုလို့ဒါလည်းရှိတတ်ပါတယ်။ဒါကြောင့်ဥစဉ်ကတော့အကောင့်ထုမသုံးပါဘူး။မိစရာရှိရင်လည်းဓာတ်ရိုက်မေးသလိုဥစဉ်မှာနောက်ကျောကိုထိုးတဲ့ဓာတ်တွေအများကြီးပါ။ဟာဥစဉ်ကိုချစ်တယ်လို့လို့နဲ့အဲဥစဉ်ကိုကုညီတယ်လို့နဲ့ဆရာတော်ကြီးတွေအဲ့လိုလုပ်ပြီးတော့ဥစဉ်ပေါ်မှာ အဲဒီလိုညနေတန်ငါးနာကနဲ့ပဲသကောက်လကောက်အချားအချားဒီမှာတိုက်ခိုက်ကြတာတွေ့ရပါတယ်။ဘာပဲပြောပြောလူလောကမှာနေရင်ရဟန်းဖြစ်စီလူဖြစ်စီသူတို့ရဲ့ဒေါသလောဘမာနအိတ်တာမစ္စရိယတွေကရှိကြနေပါ။ဒါမဲ့ဥစဉ်ရဲ့အကောင့်တွေကိုလိုက်ပြီးတော့ဖြည့်ဆည်းပြီးတော့ဥစဉ်ရဲ့အခုံတိတ်ခါကြောက်လို့လုတော်လဲဥစဉ်ကတော့လုံမျိုးရိုးရိုးလေးပဲနေပါတယ်။အခုဇာကတော့ဒေါညွညွနဲ့ပတ်သက်လို့ အဲအလုံးအခုအတန်တွေထွက်လာတဲ့အခါမှာလုတ်တဲ့လူတွေလုတ်ကြမှာပါခုနကလို့ဒကမာလေးကတော့သွားပြီးတော့သာနာရေးအရာအဲသူတို့အေးအေးယူပေးဖို့တိုင်ပါတယ်ပထမအချိန်တုန်းကလည်းဦးစင်းကကလေးတွေကနိုင်ငံတော်အစီအမံတော့ထောင်ကြအောင်အဲ့လိုအဖက်ကိုတင်မယ်မလိုပါဘူးတို့မြို့နယ်မှာတို့တန်ကယာစာဒီမြို့နယ်တန်ကနာဂဖွဲ့အားကိုးရပါတယ်ဆိုပြီးတော့ဦးစင်းတို့လုတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလုတ်တဲ့ပွဲမှာဦးစင်းတို့ပါ ဒီတက်ဆိုင်ရာတွေကအဲပြဿနာရှားပြီးတော့ပြောခဲ့ပါတယ်။တကယ်ပြောရင်ဟောလုံဆောင်တဲ့အပေါ်မှာဂုံယူပြီးတော့ကုညီရတာပဲလို့မမြင်မဲဒီကိုတော့ပြဿနာကြီးလိုက်ရှင်းရတာပဲဆိုတဲ့ပုံစံမျိုးအတိဖြစ်သွားတဲ့အမြင်တွေရဲ့နောက်ပြီးတော့နာမည်ကြီးတဲ့ဆိုတာကိုသူတို့မှန်နေပြရရင်တော့အဲ့ဒီဂုံဒရက်တွေအပေါ်မှာအိတ်တာမင်းစရာကြီးရှိကြမှာပေါ့။တကယ်တော့ဦးစင်ဟာတော်တော်ပါ။ဦးစင်ဘုံကြီးဝင်လာတာ နီးမယားတမိသားနဲ့ဥစ္စာပစ္စည်းကိုတကယ်ဆွတ်ပြီးတော့ဥစဉ်တရားလုပ်ဖို့ပါအခုလည်းတရားနဲ့နေတရားနဲ့ပြောပါတယ်ဒါပေမဲ့မချစ်တဲ့သူရှိမှာတော့ဘလို့ပဲနေနေအမုန်းတရားကြီးကြောင့်ဘလို့မှအစ်မပြေပါဘူး negative အမြင်နဲ့ရှိတဲ့အခါမှာဥစဉ်တော့ဟာတာနာကို positive အမြင်နဲ့စောင့်ရှောက်နေတာပါကောင်းပြီဒါကြောင့်ဒီဘရကူရင်းဆရာအနေနဲ့ဒီကနေ့ထွက်ပြီးရှင်းတာတော့မကြမီဝါဆူရန်တပတ်တာလူပါတော့တယ် အခုမော်ဘီမြို့နယ်တန်ခါနာကအဖွဲ့ကလည်းမြို့နယ်တန်ခါနာကရဲ့လုံထုံးလုံကြီးနဲ့အညီဝိနေစီယာတွေကိုဖွဲ့စည်းဖို့အရမဝါရရှိနေတာတွေကိုစီစစ်ဖို့အဲဦးဇင်းတို့မနေ့ပြန်ကိုရက်နေအန်ပေါ့ဒီနေ့အဲဒီရက်နေဆိုတော့သုံးရက်နေမှာသူတို့လုံကြမှာပါအဲ့အတွက်လည်းဦးဇင်းတို့အထူးဖိတ်ပါတယ်အဲပင့်နာကတော့မြို့နယ်အဲတန်ခါနာကရဲ့လက်အောက်ခံမှာရှိတဲ့ တဏ္ဍာနာကယကြည်တဏ္ဍာနာကဒိုင်းမောင်းဆုံးနဲ့လုံးမာတဲ့ဥက္ကာကြီးလာခဲ့ပါတဲ့အဲဥစဉ်ရရမာလားလို့မှတ်တမ်းတင်ပြရမာလားဥစဉ်ဟာသာနာတော်တဲ့အခုရစီဘယ်နေရာမှန်းယူမထားပါဘူးသူတို့ကအဲသာနာဝင်ဆောင်အနေနဲ့လက်မှတ်တွေသူတို့ပေးခဲ့တယ်နောက်အဲ့ဒီသူတို့ပဲတိတ်မယ်ဆိုရင်ဥစဉ်ကအကုန်လုံးတိတ်လေဥစဉ်မကခွင့်ပြုပါလေပြေးလေလက်ခံပါလေဒါပေမဲ့ခုနကအုတ်ချုပ်မှုဆံရည်တော့ဥစဉ်မလုပ်ချင်ပါဘူး ရန်ဒီရဲ့အပြည့်အကောင်အကြောင်းအကျိုးတွေကိုဥင်းဝင်ရောက်မှဆောင်ရွက်နိုင်တဲ့ခုနကတင်္ဂနာကရဲ့လုံထုံးလုံကြီးတွေအရာပါဝင်ဆောင်ရွက်မှာတွေဥစဉ်မလုပ်လို့ပါဘူးအဲဒါပေမဲ့တင်္ဂနာကရဲ့စီကံစီမြင့်နေအောက်ကပဲဥစဉ်နားလဲသလိုဥစဉ်ကက်ကျွမ်းလို့ဘာနာဝူဆောင်းလျှောက်ပါမယ်ဆောင်းလျှောက်နေပါလေဘယ်သူမှမင်းဒါလုံးမဒီရမှာနေရမယ်မဟုတ်ပါဘူးဒီလိုပါပဲဒေါ်ညွန့်ညွန့်က ပြောတယ်ဘုရားကွင်ဆရာတော်အဲလူထွက်ဖို့အတွက်လက်မှတ်ထိုးတယ်ဒါတန်ခါနာကလက်မှတ်ထိုးခိုင်းနေတာဒီအတွက်လဲတုံးနဲ့ဒူးတွေချားမှာအမားတွေမြင်အမှန်တွေမြင်ပြီးတော့နောင်နှားရကြရည်ဒီအများကြီးပါပဲကိုလို့ကိုလုံနေတဲ့နေရာမှာဥစဉ်ကဟာဒါကြီးကတော့မလုံရဘူးလုံရတယ်ဆိုတော့ဥစဉ်ရဲ့ရပိုင်ခွင့်ဥစဉ်ရဟန်းတစ်ပါးရဲ့လုံပိုင်ခွင့်တွေကိုစကားလို့လည်းမရဘူးနှောက်ရက်လို့လည်းမရဘူး ထိမ့်သိမ့်လို့လည်းမရပါဘူး။ဒါပေမဲ့လုံလုံလုံကြီးလူဥပဒေရဟဥပဒေဝင်ကြီးတွေကိုကြော်ခဲ့ရင်တော့ဦးစင်းကိုကြိုက်တဲ့အချိန်ဆုံးမှာပါ။ဒီလိုပါပဲဥတုရိယနဲ့ပတ်သက်လို့ဦးစင်းကပြောပါတယ်။ဦးစင်းကိုတောင်းပန်မယ်ဆိုရင်ဒီညနဲ့တခါတည်းတောင်းပန်တယ်။မဟုတ်ဘူး။သူ့စီကိုသွားတောင်းပန်မရတဲ့တရားဟောပလင်မတက်ပြီးထမ်းလား။ဟောပြီးပါဟောမယ်။ဟာအဲ့ဒါမှသူတို့ရဲ့လုံဆောင်ချက်ဒီတရားလုံနဲ့တရားသူကြီးနဲ့ စကားတွေကအင်တာနက်လိုင်းပေါ်မှာသူတော်ကောင်းနတ်ကောင်းတွေကဗုဒ္ဓဂုဏ်ကြီးကိုစောင့်ရှောက်ပါတယ်။ယူသားတဲ့ကျူးသားတဲ့တာဏအာဂန္ဒီတစ်ပါးအနေနဲ့မဟုတ်တော့တာဏကိုစောင့်ရှောက်သူဗုဒ္ဓဂုဏ်တာဏစောင့်ရှောက်ရဖွဲ့ဘူး။